ဘယ်ချင်းနဲ့လှလှပပမြေထောက်သွင်းယူပြီးတော့ဂိုးကွေး50ပြည့်သွားတဲ့ဂုတ်ကြီးရော်နေလို့မန်ချက်တာယူနိုက်တက်ကနဝင်ခရစ်စတီယာနိုရော်နယ်ဒိုကတော့ဝိုင်းနေလို့ပဲတက်တန်းကြာလီဖို့ကောင်းလင်ဖြစ်နေပါတယ်။ရော်နယ်ဒိုကပြီးခဲ့တဲ့ကြာရက်ကအာရှချန်ပီယံလိပွဲစဉ်မှာအိန္ဒိယနိုင်ငံကိုလိုက်ပါလာခြင်းမရှိခဲ့လို့အိန္ဒိယနိုင်ငံကဘောလုံးပရိသတ်အချို့ရဲ့ညွန်ညင်တာကိုခံခဲ့ရပါသေးတယ်။ဒါပေမဲ့ရော်နယ်ဒိုလိုက်ပါမလာရတဲ့နောက်ကွယ်ကအကြောင်းရင်းကိုအိန္ဒိယနိုင်ငံကရော်နယ်ဒိုရဲ့ပရိသတ်တွေကလည်းနားလေကြမယ်ထင်ပါတယ်။ရော်နယ်ဒိုက sorry မြေမှာအခုချိန်ထိ NSR တင်းရဲ့အဓိကဆူပလာတစ်လုံးမှမရသေးပါဘူး။ ဒီရာသီကရော်နယ်ဒိုအတွက် sorry pro league ကိုသိမ်းပိုက်နိုင်ဖို့အကောင်းဆုံးခွင့်ရဖြစ်နေပါတယ်ဒီပတ်ကစားခဲ့တဲ့အဲဟာဆန်တင်းတဲ့ပွဲစဉ်မှာလည်း NSR တင်းကရော်နယ်ဒိုဂျာဝဖီလစ်တို့ရဲ့တင်းကိုရင်းနဲ့အတူ2စီရလာနေနဲ့ရရှိခဲ့ပါတယ်အဲဒါကြောင့်မလို့ဒီရာသီ sorry pro league မှာ6ပွဲကစားပြီးချိန်ရော်နယ်ဒိုရဲ့ NSR တင်းက6ပွဲစလုံးအနိုင်ရထားပြီးတော့ရမှတ်18မှတ်ကိုကွာချာချက်19ကိုနဲ့အမှတ်ပေးစရာအဆင့်တင့်နေရာမှာရက်တည်လျက်ရှိနေပါတယ် ဒုတိယနေရာကအတင်းကိုလည်းသုံးမှတ်ဖြတ်ထားပါလိမ့်။လာမယ့်ပတ်မှာတော့ဗင်ဇီမာရဲ့အဟီလက်အတင်းနဲ့အရေးကြီးတဲ့ပွဲစဉ်ကစားဖို့ရှိနေပါပြီ။ဒီပတ်ပွဲရဲ့အတင်းကိုမှရော်နယ်ဒိုကကွင်းလယ်လောက်ကနေတောက်လျှောက်ပြေးလာခဲ့ပြီးတော့အတင်းဘောကဖန်တီးမှုလုပ်တော့မယ်လို့ဟန်ပြင်လိုက်ချိန်မှာရုတ်တရက်ရှင်တင်လိုက်ပါလိမ့်။အဲဒီနောက်မှာတော့ဘယ်ချင်းနဲ့မြေထောက်ကန်သွင်းပြီးဘောလုံးကလည်းတိုက်အုပ်ပြီးသားဖြစ်နေတဲ့ကိုသမားရဲ့အပေါ်ကနေကိုးပေါက်ထဲပြေးဝင်သွားခဲ့ပါပြီ။ဒါကရော်နယ်ဒိုအတွက်ကစားမဘဝ950မြောက်ဖြစ်ပြီးတော့ကိုးတထောင်ပြေးဖို့အတွက်ကို90ပဲလိုအပ်တော်တာဖြစ်ပါရင်ညာ။